hello mena kimya chuno dini te beta mero di page account phit par de di page ka page quality in year phit ma subscriber de nin ne so yin khun ye shi ye phit daw khae de de chuno di page ko request se pyu tin bi ma belo sen ya lut twa yam le so bi dini di bi ma a lo a the se ko lut bi chuno pyo pyo bi me part 1 video ma di page owner ma ti na am le be belo post belo content belo ama myo lut khin mi de chuno page quality in year phit daw khae de so ma live group in ne chuno pyo pyo bi de di video ma ro affiliate motini step by step lut bi chuno preparation ja pi me ျွန်တော်ဒီနေ့မှာ energy နဲ့ကျွန်တော်ပြပြပေးမယ်ဒီ page online မသိနားမလဲပဲသူရဲ့ page မှာဘလို့ post content မျိုးတင်ခင်မိတော့ကျွန်တော် page quality အနေအားဖြစ်သွားခဲ့လဲဆိုကျွန်တော်ဒီ user တစ်ချက်နှိပြပေးမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်တော့ဒီ page owner 010နဲ့ပတ်သက်ပြီး KP screenshot နဲ့ပတ်သက်ပြီးတက်ပေါ်ရေးပြီးတင်လောက်ခဲ့တဲ့ခါမှာဒီ screenshot မှာဆိုကျွန်တော်ဒီနာမည်ဆို ID number လေးတွေရှိရပါတော့ဒီ user ပါပြီးတော့တဲ့ခါမှာဆိုရင်တော့ကျွန်တော် user violation ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီ Facebook team ကနေဒီ user ကိုလုံးဝ remote လုပ်သွားခဲ့မှာ page quality အနေအားဖြစ်သွားခဲ့တယ်ပြောမယ်ဆိုရင်ဒီ ဘန်ကစလစ်နဲ့ပတ်သက်ပြီးဒီတူတူရောက်ကပီယိုစကေရှင်နဲ့ပတ်သက်ပြီးဒါမှမဟုတ်ငွေအမောင်းနဲ့ပတ်သက်ပြီးဒါမှမဟုတ်ကျွန်တော်ပေးစမစင်ဂျာဖေးဆိုမစင်ဂျာမစခိုင်ပရစကေရှင်တို့တရားစကေရှင်ရောက်ပြီးတင်တော့ခင်မစင်ဒီသူတို့ policy နဲ့ထိခိုက်တဲ့အတွက်ကျွန်တော် Facebook team ကနေဒီဟိုစာလုံးဝ remote လောက်တာခင်မ page quality အနေအားဖြစ်ပြီး page က rich engagement ကြတော့ခဲ့တယ်ဒီတမို့ဒီဟိုစာနဲ့ပတ်သက်ပြီးလုံးဝလုံးလုံးမရပါဘူးနောက်တစ်ခုကျတော့ဘလို့အမှန်လဲဆိုကျွန်တော်ဒီဟိုစာကျွန်တော်တစ်ချက်ထောက်ပြပေးမှဖြစ်ပါတယ်ဒီဥစ္စာကျတော့ ဒီ page online မတိနားမလဲပဲသူက cycle အယောင်းဝိုင်းနဲ့ပတ်သက်ပြီး cycle ဥစ္စာနဲ့ပတ်သက်ပြီးသူ page မှာတင်ပြီးတော့တဲ့ခါမှာဒီအခြား time pack ကနေတင်ထားတဲ့ cycle ကို တို့ website ကနေ download ဆွဲပြီး edit မလုပ်ဘဲသူ page မှာတင်ပြီးသွားတဲ့ခါမှာ else နဲ့ပတ်သက်ပြီး straight ထိသွားခဲ့တဲ့ edit မှာဒီ else နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးကျွန်တော် page မှာဆိုရင်ကိုယ်ပိုင် content မဟုတ်ဘဲသူများ content အခြား website က content တွေကို download ဆွဲပြီးမှ alert တကူ edit မလုပ်ဘဲ page မှာတင်ပြီးသွားမယ်ဆိုရင် copyright ထိသွားခဲ့တဲ့အတွက်ကြောင့် else နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူး download ဆွဲလာတဲ့တက်ပုံရဲ့နောက်ခံ background မှာ data တွေ id ပိုင်းအချက်အလက်တွေအများကြီးပါလာခဲ့တဲ့အတွက်ကြောင့် straight ထိပါတယ် copyright တက်ပုံတွေကို copy looking အောင်ဘယ်လို edit တော့ရမလဲဆိုပြီးကျွန်တော် issue ပြီးဒီမှာကျွန်တော်ပြပြထားတယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးနားလေသဘောပေါက်ပြီးဆိုလို့ရှိရင်တော့ဒီ page ကိုကျွန်တော်တစ်ချက်ပေါ်ထည့်မယ်ဒီ page မှာဆိုရင်တော့ကျွန်တော်ပြောတဲ့အတိုင်းအားလုံးလိုက်နာပြီးသင်ဟာအတွက်ကျွန်တော်အားလုံး okay ဖြစ်တဲ့အတွက်ကျွန်တော်ဒီ page ကို request view တင်ပြီးမှ100% send အောင်ကျွန်တော်လောက်ပြပြီးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ request view တင်ဖို့ဆိုရင်ကျွန်တော် defense မှာဆိုရင်ဒီစာရီ CB ထားတာပေါ့နော်ဒီဥစ္စာနဲ့ကျွန်တော်တစ်ချက် affiliate တင်ပြီးတော့မယ်အတွက်ကျွန်တော်ဒီနေရာမှာကျွန်တော်ဒီ page ရဲ့ URL link ကိုကျွန်တော်တစ်ချက် copy ကူးပြီးတွားလိုက်ပါမယ် ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးမှာအခုနက URL လို့တစ်ချက် paste လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက် URL လို့တစ်ချက် paste လုပ်ပြီးသွားရပါမယ်ကျွန်တော်ဒီမှာအားလုံးထည့်လို့ပြီးတော့ဆက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်က server လေးကျွန်တော်တစ်ချက် copy ကူးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ default တစ်ချက်လာလိုက်မယ်လာပြီးစင်ကျွန်တော်ဒီမှာ အောက်ဆုံးလားလေးမှာကျွန်တော်ဒီ gift feedback ဆိုရှိရကျွန်တော်ဒီကိုဆက်တစ်ချက်ထောက်သွားမှာကျွန်တော်အပေါ်ဆုံးဆက်တစ်ချက်ပြန်ထောက်မယ်ဒီအပြန်ရောက်တစ်ချက်ထောက်ပြီးဆိုဒီပုံစံပေါ်လာခဲ့ပြီးဆို allow ဆိုပြီးကျွန်တော်တစ်ချက်သွားလိုက်ပါဒီပုံစံလေးပေါ်လာခဲ့ပြီးဆိုရင်ကျွန်တော် page ကို request submit နေမယ်အဲ့တော့ကျွန်တော်တို့ page ကိုတစ်ချက်ရွေးပြီးသွားလိုက်ပါမယ်ပြီးရင်အခုနောက် copy ကူလာစာသား page လို့ထည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ page quality အမြင်ဖြစ်တဲ့ second shot ကိုကျွန်တော်ဒီအောက်မှာထည့်မယ်အဲ့တော့ကျွန်တော်ဒီကိုဆက်တစ်ချက်နေမယ်ပြီးရင် page quality အမြင်တစ်ချက်ထည့်မယ် အားလုံးဖိလို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်အောက်ကနေ submit လုပ်ပြီးသွားလိုက်ပါမယ်။ဒါကြတော့ပထမ step နေနဲ့ request တပြုတင်တာဖြစ်ပါတယ်။ဒုတိယ step ကနေဘယ်နာကျွန်တော် request တပြုတင်ပြီးသွားရမလဲဆိုရင်ကျွန်တော်ဒီမှာဆို affiliate တင်မယ် link နဲ့ရှိရတဲ့ကျွန်တော်ဒီ link တစ်ချက်ပို့ပြီးပူမယ်။ကျွန်တော်ဒီမှာတစ်ချက် pitch လုပ်ပြီးထင်တယ်။ပြီးလို့ရှိရင်ကျွန်တော် enter တစ်ချက်ထောက်သွားလိုက်မဒီပုံစံပေါ်လာခင်မယ်။နောက်တစ်ခုကြတော့ကျွန်တော်ဒီမှာဆိုရင် strength နဲ့ကြိထိရတဲ့ကျွန်တော်ဒီစာတစ်ချက် copy cool မှာကျွန်တော်ဒီနောက် chat pitch လုပ်ထည့်ပြီးမှဒီစာအရှိတ်သွားလိုက်မယ်။ ပြီးလို့ရှိရင်ကျွန်တော်အခုနဲ့ငယ်တစ်ချက်ပြန်သွားပြီးမှဒီအပေါ်ဆာသားလေးကျွန်တော်တစ်ချက် copy ကူးပြီးတော့မယ်သူရဲ့ page link အပါအလုံး copy ကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ from ဆိုတဲ့နေရာကျွန်တော်တစ်ချက်ထောက်ပြီးမှတော်လိုက်ပါမယ်ခင်ဗျာနော် page ကိုအရင်ဆုံးတေချာစစ်ဆေးပြီးမှအဲ့ဒါမှ request ပြီးတင်သွားလို့ရပါမယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တစ်ခုကျွန်တော်ပြပေးမယ်ဒီပေး solution နော် straight 3လေးချိန်ထိမှဒီ service attack ဥစ္စာပေါ့နော်ကျွန်တော်ပြပြနေတဲ့အချိန်တုန်း အချင်းတို့အတွင်းမှာပဲစင်တော့ခဲ့တဲ့ဆိုမှ live group နဲ့ကျွန်တော်ပြပေးတယ်မှာစသူဖက်က pitch အနေအောင်ပြပြီးစင်တော့ပါပြီပြီးလို့ရှိရင်အောက်မှာဆိုလို့ရှိရင်တော့နောက်တဲ့ pitch တစ်ခုလည်းအဲ့လိုပဲဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်ဆက်ခက်ပြီးမှ subs အတွက်ဒီ pitch owner လည်းအထူးပဲကျေးဇူးတင်ပါတယ်အဲ့အတွက်ကျွန်တော်တို့ဒီ family တစ်ချက်လာပြီဆိုရင်ဒီ user manager ချိန်ပြီးမှကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဒီ pitch name ထည့်မဲ့အတွက်ကျွန်တော် pitch name တစ်ချက် copy ကူပြီးထည့်သွားမယ်ကျွန်တော် pitch မှာ salon အကြီးအသေးဆိုအဲ့ဒီပုံစံအတိုင်းထည့်သွားမယ်အတွက်ကျွန်တော် copy ကူပြီးသွားတာပို့မှဆစ်ချရမယ်ကျွန်တော်မှာချက် pitch လုပ်လိုက်မယ် အောက်ကတခုကျတော့ကျွန်တော်ဒီလက်ရှိသုံးနေတဲ့ဂျီမင်းတခုကျွန်တော်ထည့်မဲ့အတွက်ကျွန်မကျွန်တော်ဘယ်ဂျီမင်းသုံးလဲကျွန်တော်တစ်ချက်ပြခွင့်ကြည့်လိုက်ပါမယ်။ကျွန်တော်လက်ရှိသုံးနေဂျီဒီဂျီမင်းဖြစ်တဲ့အတွက်ကျွန်မကျွန်တော်ဒီနေရာတစ်ချက်ထောက်ပြီးမှကျွန်တော်ဒီဥစ္စာကျွန်တော်တစ်ချက် select ယူမိမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ page ရဲ့ URL link တစ်ချက်ပြန် copy ကူးမယ်နော်။ပြီးလို့ရှိရင်တော့ဒီမှာ page လို့ပြီးထည့်မယ်။ ဒါကြတော့ဖုန်းနဲ့လေဒီပိုဇက်တိုင်းအသေးစိတ်လွှတ်ဆောင်သွားလို့ရတယ်ဖုန်းနဲ့ဆိုရင် Chrome browser မှာ desktop site ပြောင်းမှာဒီပိုဇက်တိုင်းလုပ်ပြီးသွားလို့ရတယ်အရှိဗီဒီယိုမှာကျွန်တော်ပြပေးထားတဲ့ဖုန်းနဲ့ဘလို request save ပြုတင်သွားရမှာဆိုမှာပါနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဖက်တစ်ချက်လာမှာဒီစာသားလေးကိုကျွန်တော်တစ်ချက်ပြန် copy ကုမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ page လုပ်ပြီးမှထည့်လိုက်ပါမယ်အားလုံးထည့်ပြီးတော့ခဲ့ပြီးစင်တော့အောက်မှာကျွန်တော် page quality အနေနဲ့ပြတဲ့ screenshot တစ်ချက်ပြန်ထည့်လိုက်မယ် ထဲလို့ပြတော့ဖြစ်ပြီးတော့ဒီကွက်လောက်ကျွန်တော်ဒီရန်ထားပြီးမှကျွန်တော်ဒီဥစ္စာဆန်းဆိုတဲ့နေပြီးတော်လိုက်ပါမယ်ကျွန်တော်ဒီနေမှာအခုနဲ့ထက်လက်တဲ့ gmail မှာကျွန်တော် coach လုံးချမယ်အတွက်ကျွန်တော် edit coach လုံးကျွန်တော်တစ်ချက်ထည့်လို့ရပါမယ်အဲ့အတွက်ကျွန်တော်ဒီ gmail ကို refresh လုပ်ပြီးတော်လိုက်ပါမယ် refresh လုပ်တဲ့အချိန်မှာကျွန်တော်ဒီအပေါ်ဆုံးမှာကြာလာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီ coach လုံးကိုကျွန်တော်တစ်ချက် copy ကူပြီးတော်မယ် coach ၆လုံးပေါ့နော်ပြီးရင်ကျွန်တော်မှာ page လုပ်ပြီးမှထည့်တော်လိုက်ပါမယ်ဒါကြတော့တစ်ခါ၃ခုဖြစ်ပါခင်ဗျာနော်ပြီးရင်ကျွန်တော် conference နေပြီးတော်မယ် ကျွန်တော်ဒီနေ့မှာ I'm not sure what to verify လို့ပြီးသွားမယ်အတွက်ကျွန်တော် tick mark တစ်ချက်ချပြီးမှကျွန်တော်ဒီမှာ scroll row ဆိုရင်ကျွန်တော်ဒီ user တစ်ချက် select လုပ်မယ်ပြီး now ဒီ user တစ်ချက်ပြန် select လုပ်မယ်အလုံး complete ဖြစ်သွားခဲ့ပြီဆိုရင်တော့ verify နေပြီးသွားလိုက်ပါမယ် amend ချလေးပြပြီဆိုရင်တော့အောက်ကနေ submit နေပြီးသွားလိုက်ပါမယ်ကျွန်တော်ဒီနေ့မှာအချိန်အနည်းငယ်စောင့်ပစ်လိုက်မယ်ဆိုရင်ဒီ user verify ဖြစ်ပြီးသွားပါမယ်ခင်ဗျာနော်ဒီရဲ့နောက်ဆုံးနှလေးမှာဒီ page ရဲ့ performance နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်။ဆက်စပ်ခြင်း service add-on အစားနဲ့ကျွန်တော်ပြုပြင်ပြီးတပတ်အတွင်းမှာဘယ်လိုပြောင်းလဲသွားတဲ့ဆိုမှလည်းအားလုံးကျွန်တော်ပြောပြပေးမယ်။ ဒီမှာဆိုရင် from service successfully ဆိုလုံးဝအမြင်တော့ခဲ့ပြီဆိုဒီဥစ္စာတစ်ချက် okay နေမှာနောက်တနည်းကျွန်တော် request ဆက်ပြီးတော့တင်ရပါမယ်ကျွန်တော်ဒီနေရာလာပြီဆိုနည်းနည်းအောက်ဆုံးတစ်ချက်ပေါ်ပြီးမှကျွန်တော်ဒီမှာဒီဥစ္စာတစ်ချက်နေမယ်ပြီးရင်တော့လက်ရှိသုံးနေတဲ့ email ကျွန်တော်ထည့်သွားမယ်အတွက်ကြောင့် email တစ်ချက်ပြန် copy ကူးလိုက်ပါမယ်ပြီးရင်ကျွန်တော်အပေါ်ဆုံးမှတစ်ချက် page လုပ်ထည့်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီ page ကဖြစ်တဲ့ကျွန်တော် page ကိုကျွန်တော်တစ်ချက်ရွေးပြီးမှတွားလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်ဒီနံပါတ်ဆင် affiliate link မဆိုင်သားဆိုဒီဆိုင်သားပဲကျွန်တော်ပြန် copy ကိုပြီးမှဒီနေရာမှာအောက်ဆုံးမှာ page လို့ပြီးတော်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်အောက်ကနေ submit နေပြီးတော်လိုက်မယ်ဒီလောက်ကျွန်တော်300ရနဲ့ request save တင်လို့ပြီးတော့ cabbage ဆိုရင်တော့ကျွန်တော် page ကချက်ချင်းတော့မစင်အချင်းတို့အတွင်းမှာ page ကလုံးဝစင်တော့ဖြစ်ပါမယ်အဲ့အတွက်ဒီ page ကကျွန်တော်ဆက်ဆက်ချင်း service address ဆိုသူ page ရဲ့ performance ဘယ်လိုရှိလဲဆိုကျွန်တော်မှာအချက်ပြပေးမယ်ပထမတော့ဆိုရင်တော့ online ship အပိုင်းမှာလဲ register limit ဆိုပြီးပြထားခဲ့ဒီဥစ္စာမှာဆိုလို့ရှိရင်လည်း page recommendation suspended ပြပါခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင် grow address ပြပြီးမှဒီမှာ star ကအလုံးကောင်းသွားခဲ့တယ်ဆက်စားကျွန်တော် service line address star မှာချက်ချင်းပြပြီးမှဒီမှာဆိုရင် your page recommendation are suspended ဆိုပြီးပြလို့ရှိရင်ကျွန်တော် page မှာတင်တဲ့ post content က rich english မြန်မာလူအများစုကိုမြောက်ပေးနေဒီ page မှာရှိတဲ့ follower 10%လောက်ပဲပြပေးတဲ့အတွက်ကြောင့် rich english မှာအရင်ကကြတယ် ပြင်ပြီးတပတ်အတွင်းမှာပဲ request တွေပြီးမတင်ခင်မှာဒီဥစားအားလုံးကောင်းတော့ခင်မှာကိုရော address ပြပြတော့ခဲ့ဒီလိုမျိုးပြတော့ခဲ့ပြီဆိုရင်ကျွန်တော် page မှာတင်တဲ့ post ကိုတင် Facebook က such as အနေနဲ့ကျွန်တော် page နဲ့ရှိတဲ့ follower အားလုံးရှိ notification ပို့ပေးတယ်ကျွန်တော် page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေလူအစ်စ်တွေစီကိုလည်းဒီ page မှာတင်တဲ့ content နဲ့တက်ဆိုင်တဲ့လူတွေကို Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ page မှာ follower အစ်စ်တွေတိုးလာမယ် reach engagement အစ်စ်တွေတိုးလာတဲ့အတွက်ကြောင့်မို့ page ရဲ့ performance နဲ့ပို့ပြီးမှကောင်းလာပါတယ်ခင်ဗျာနော်အခုဆိုရင်တော့ဒီ page မှာတင်ထားတဲ့ content အားလုံး okay ဖြစ်တဲ့ကျွန်တော်ဖက်ကနေ request တွေပြီးတင်လို့ပြီးသွားခဲ့ပြီဆိုရင် Facebook AI ဖက်ကနေဒီ page ကိုစစ်ဆေးပြီးမှအမားလုံးဝ clear ဖြစ်သွားခဲ့ပြီဆိုရင်တော့တို့ဖက်ကနေ send အောင်လုပ်ပေးပါတယ်အကယ်လို့အမားကြံသေးတယ်ထပ်ပြီးမှအမားလုပ်ပြီးတော့တယ် copy post copy content နဲ့ item လို့ပဲတင်တော့ခဲ့တယ်ဆိုရင်တော့ထပ်ပြီးမှ anyon straight ဖြစ်ပြီးကျနေပါမယ်ခင်ဗျာနော်အဲကြောင့်မို့ page က cube ပြင်လို့ပြီးတော့ခဲ့ပြီး subs လို့ပြီးတော့ခဲ့ပြီးဆိုရင် subs service အပိုင်းဖက်ကပြောတဲ့အတိုင်း page မှာ post content လေးတွေပြချလေးလိုက်နာပြီးတင်ပြီးတော့ရပါမယ်။ဒီနေ့ဒီ video delivery အားလုံးကျွန်တော်ကျေးဇူးတင်တယ်။ဒီ page က lower clear ဖြစ်ထားပါတယ်။အဲ့တော့ကျွန်တော် default တစ်ချက်တော့ no support and boss တစ်ချက်ပေါ်လိုက်ပါမယ်။ပြီးလို့ရှိရင်ကျွန်တော် URL ကျွန်တော်တစ်ချက်ထောက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဆိုရင်တော့ no ဘာဖြစ်လို့ရှိရင်ကျွန်တော် page မှာ bar content ပါ error မှာ longer kinsin တော့ပါတယ်အဲ့တွဲဒီ page ကအချင်းတို့အတွင်းမှာပဲပြန်ဆင်းတော့ဖြစ်မယ်အချင်းတို့အတွင်းမှာဆင်းတော့ဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော် page မှာ ဒီ second shot လေးနဲ့ live group အနေနဲ့ကျွန်တော်ဒီ page quality အနေနဲ့အစိမ်းရဖြစ်တော့ခဲ့တဲ့ဆိုမှ live group အနေနဲ့ကျွန်တော်တင်ပြီးတော့ရမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်